ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်ရန်ပြည်နယ်တောင်ပိုင်းတာဝန်ခံဦးခင်မောင်ဦးရန်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ကတောင်ကြီးခရိုင်နဲ့တောင်ကြီးမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ကဥက္ကဋ္ဌများ အဖွဲ့ဝင်များနဲ့တွေ့ဆုံ၍ရွေးကောက်ပွဲဆိုင်ရာကိစ္စများရှင်းလင်းဆွေးနွေးတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်။2025ခုနှစ်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက်ပြည်ထောင်စုကော်မရှင်အဖွဲ့ဝင် ရှမ်းပြည်နယ်တောင်ပိုင်းတာဝန်ခံဦးခင်မောင်ဦးသည်စက်တင်ဘာလ23ရက်နေ့မွန်လွဲတနာရီချိန်ကရှမ်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ကဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များတောင်ကြီးခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ကဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များတောင်ကြီးမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ကဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များနှင့်ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ကရုံးအစည်းအဝေးခမ်းမ၌တွေ့ဆုံ၍ရွေးကောက်ပွဲဆိုင်ရာကိစ္စများရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရှိရပါသည် ရှေးဦးစွာပြည်ထောင်စုကော်မရှင်ဖွဲ့ဝင်ရန်ပြည်နယ်တောင်ပိုင်းတာဝန်ခံဦးခင်မောင်ဦးက လာမည့်ရွေးကောက်ပွဲတွင်ရခင်ကျင်းသုံးခဲ့သည့် FETV စနစ်အပြင် FETV နှင့် PR စနစ်ပေါင်းဆက်ထားသည့်ရောနော်ထားသောကုသလေအချိုးကျစနစ်ကိုအသုံးပြုဆောင်ရွက်တော်မူဖြစ်ကြောင်းရွေးကောက်ပွဲကိုအပိုင်းသုံးပိုင်းခွဲ၍အပိုင်းလိုက်ကျင်းပတော်မူဖြစ်ကြောင်းရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်များရှိ အများယုံကြည်လေးစားခြင်းခံရသောပုဂ္ဂိုလ်များဌာနဆိုင်ရာအဖွဲ့ဝင်များရွေးကောက်ပွဲဝင်နှင်းများအနေဖြင့်ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးအဆင့်ဆင့်တာဝန်ခွဲဝေဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်းရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးသည်အဓိကဖြစ်ပြီးလိုအပ်သည့်များကို ပေါင်းစပ်ညီနိုင်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်းပြောကြားခဲ့ပါသည်။ထို့နောက်ရှမ်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်အတူရင်မှုဦးစော်မြင့်ဝင်းက ရွေးကောက်ပွဲကအောင်မြင်စွာကျင်းပနိုင်ရေးအတွက်ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများရှေ့ဆက်လှုပ်ဆောင်ရမည့်လုပ်ငန်းအစီအမံများကို PowerPoint ဖြင့်ရှင်းလင်းတင်ပြပြီးတောင်ကြီးခရိုင်ရွေးကောက်ပွဲကော်မရှင်ဖွဲ့ကွဲရုံးမှအတွင်ရေးမှူးကတောင်ကြီးခရိုင်တွင်ရွေးကောက်ပွဲကျင်းပမည့်တောင်ကြီးမြို့နယ်ရဲစောင်းမြို့နယ်ကလောမြို့နယ်ညောင်ရွှေမြို့နယ်နှင့်ဖေကုံမြို့နယ်များတွင်ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့်ဆက်လျင်း၍ပါဝါပွိုင်းဖြင့်ရှင်းလင်းတင်ပြရာပြည်ထောင်စုကော်မရှင်ဖွဲ့ဝင်ရှမ်းပြည်နယ်တောင်ပိုင်းတာဝန်ခံကလိုအပ်သည့်များကိုဖြည့်ဆွက်ဆွေးနွေးပြီးတက်ရောက်လာသည့်ကော်မရှင်အဖွဲ့အစည်းများမှဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များကဆောင်ရွက်မည့်လုပ်ငန်းများဆွေးနွေးတင်ပြကြပါသည်ထို့နောက်ဆွေးနွေးတင်ပြချက်များအပေါ်အပြန်အလှန်ဆွေးနွေးညှိနှိုင်းကြပြီးပြည်ထောင်စုကော်မရှင်အဖွဲ့ဝင် ရှမ်းပြည်နယ်တောင်ပိုင်းတာဝန်ခံဦးခင်မောင်ဦးက2025ခုနှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးအောင်မြင်စွာကျင်းပနိုင်ရေးအတွက်ကော်မရှင်အဖွဲ့အစည်းများမှတာဝန်ရှိသူများကသက်ဆိုင်ရာကဏ္ဍအလိုက်စနစ်တကျတာဝန်ယူဆောင်ရွက်ကြရန်နှင့်အားလုံးကဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန်ဖြည့်ဆွဲ့ပြောကြားပြီးဤကုန်းချုပ်အမှာစကားပြောကြားခဲ့ကြောင်းသိရှိရပါသည်ခမညာ